ားလုံးပဲမင်္ဂလာပါရှင်။ Story Audio Boy Channel ကနေပြီးတော့ပရိသတ်များအလုံးကိုပြန်နေပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်ဖြိုကဟိုဘက်အင်ကလိမ်မယားဆိုတဲ့ဇာတ်လမ်းလေးကိုရွေးချက်ထားပါတယ်။ဇာတ်လမ်းလေးကိုအစားကနေအဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။နားပိတ်အိတ်လည်းမရ။ဆောင်းကောင်းမီးချုံအိတ်လည်းမရ။အာယုံလွဲလို့ရလို့ရညာဖះစာဆိုကြရတဲ့အချိန်ဤသားထေရောင်းတဲ့ချောင်းမိုးပေါ်ထောင်ပြီ စိတ်ညစ်နေုံမှလွဲပြီးကျွန်တော်ဘာမှမတတ်နိုင်စိတ်ညစ်တယ်တကယ့်ကိုစိတ်ညစ်တယ်ဟိုဘက်အင်ကလင်းမရနေတော့ခက်တော့ခက်နေပြီတိန်နဲ့တိန်ဟာကတ်နေတော့မကြားချင်နဲ့ကြားနေရတယ်မမြင်ချင်နဲ့မြင်နေရတယ်လင်းမရနေရစလုံးပြိုင်သူများထရည်လိုက်ရင်လူကလေးပြာလွင်မတဲ့အလန်လန်အဖြန့်ဖြန့်ဒီเจ้าတွေကိုကိုမော်ကြီးသိရင်စိတ်ကောင်းမှာမဟုတ်အဲ့ဒီချိန်မှာကိုမော်ကြီးနေတော့ကဆိုရင်တရားတန်တစီစီနဲ့အလွန်ကြက်တည်မင်္ဂလာရှိခဲ့တယ် ကိုမော်ကြီးတယောက်လည်းဟိုမှာအစဉ်ပြဲလာမသိအစဉ်နေမကောင်းရင်လိုက်ခဲ့လို့မှာခဲ့ရှာတယ်။လိုက်သွားခြင်းနဲ့ဒါပေမဲ့ကလေးတွေကိုဒီတိုင်းမထားခဲ့ရနိုင်။သူတို့လေးတွေရဲ့ဘဝကယောက်ျားယောက်ျားထတော်လေကွာ။ယောက်ျားပဲညတော့ကပစုံတော့စားခြင်းလို့ဆိုပစုံတော့ကဆော့ဆော့တော့ရမှာယောက်ျားရဲ့။နေမီးရောက်မှာမဟုတ်တော့ဘူး။ထထထမိမောက်ဈေးလိုက်ပုတ်ပေးအောင်။၅မိနစ်လောက်အိပ်ပြစေအောင်မိမရဲ့။တွေ့လား။ကြည့် ပစုံတော့မရရင်ရှင်ကြက်သေးကြက်မြင့်နဲ့နှစ်ပါးသွားရမှာနော်မေးကျင်တပါးဆိုရင်လည်းနေတော့ကျမမျက်နှာတက်တော့မယ်ယောက်ျားတိုက်ဖို့သွားတိုက်စီအစင်းနဲ့ထက်ပေးထားမယ်နော်အင်းအင်းချစ်တယ်ဗီဒီယိုဇက်ကားတွေလိုဇက်ရှင်တက်မှာအရှင်ရုပ်ကစိုးနဲ့မင်းကြီးတနော်သားလေးကိုပွေမယူပါနဲ့ဆိုရဲကြော်ညာကြီးဝင်လာတယ်လို့အတွေ့လေးဆုံးအောင်တော့မတွေ့လိုက်ရကြားပြက်ဝင်လာတဲ့ရုပ်ကစိုးဖို့နဲ့ရုပ်ကစိုးမှအတန်ကြောင့်အတွေ့တွေကတို့လို့တန်းလဲ ချေစာခင်စကျင်နာစလို့ဖြည့်တွေ့ပြီးသည်မရအသက်တွေကလူပြင်းနဲ့နဲ့ပြီးခေါတုတ်ခေါက်ပြန်ကူးရင်တောင်လမ်းမှာနှစ်ခါပြန်လောက်နားလို့ရတဲ့အနေထားဆက်အိမ်လို့မရမဲ့အတူတူညနာပါညာတက်ပြီးဈေးကိုထွက်လာခဲ့တယ်ကိုဘသာကိုဆိုရင်လက်ဖက်တုံလေးနဲ့လည်းဖြစ်တယ်ကလေးတွေရှင်းနေတော့မသွားလို့ကမဖြစ်ကလေးတွေကငားဆိုရင်အင်မတန်ကြိုက်တယ်ငားရင်လေးကိုတမင်းဖြူလေးနဲ့နှဲ့ကျွေးရင်ခေါင်းတော့မဖော် သူ့အမေမရှိတဲ့ကကျွေးမွေးဆောက်ရှောက်ခဲ့ရတယ်။တောင်းတအီအီတွေးရင်ဈေးကိုရောက်မယ်မသိရောက်လာခဲ့တယ်။ဈေးမဝယ်ခင်စားနေကြမဟင်ကားဆိုင်မှာမဟင်ကားတပွဲမှာစားတယ်။ဆန်ရှင်ဘွားကြီးကဈေးလာတိုင်းသူ့ဆိုင်မှာအာပေရဲ့မျက်နှာကိုမှမထောက်ကက်စီနေတယ်။ဈေးရောက်လာစိတ်နဲ့မပါဟင်းရဲ့အစေတောင်းရင်တိတ်မပြီးချင်းကိုကလည်းတပွဲဆိုရင်တိတ်မဝနှစ်ပွဲကြလည်းမကုန်ချင်းဟင်းရဲ့လေးနဲ့ထက်တောက်လိုက်ရမှ1အေးရဲ့ ဆိုင်ကပတ်စံရှင်းချင်းဖြစ်သွားတဲ့မျက်နှာမျိုးနဲ့ရောင်းရင်ပိုရောင်းကောင်းမှသိကြတယ်။ငါးတန်းဘက်ကိုရောက်တော့ဈေးတယ်တွေကအပြိုင်ဆိုင်ရောင်းကြတယ်။ဈေးထဲမှာရောင်းသူနဲ့ဝယ်သူထေချင်းလိန်ရဲ့လာပါလာပါအော်ခွန်ကြီးရဲ့ဈေးတယ်တွေကြောင့်ဘယ်ဆိုင်ဝင်ရမယ်မသိ။ရွေးချယ်ရခန့်နေရဲ့ဈေးကိုမကြခဏရောက်ပြီမဲ့လေတတမမတ်ဝယ်တဲ့ဆိုင်ဆိုပြီးတော့မရှိ။ကြုံနေဆိုင်မှာဝယ်လိုက်သေးတာ။နောက်ဆုံးအကြောမတည့်တဲ့လင်မယာဝယ်တဲ့ ဆိုင်နာကိုရောက်မဲမသိရောက်သွားတယ်။အဲတဲ့ဒီပစွန်လေးကိုယူဒါမနဲ့တုံကမှရောက်တာပိုလက်တယ်။ယောက်ျားသဘောမိမယူလိုက်ရမလား။မိမသဘောပါမိမကြရင်ယူလေ။ကျွန်တော်ဦးရလုံးလို့ဈေးဆွဲချင်းကြီးကို ရောင်ရမ်းဖြစ်ညစ်ထားရတယ်။အသားငါးဆိုင်တွင်အများကြီးတဲမှာမှတီဆိုင်ကိုဘာလို့ရွှေချဲခဲမိပါလဲ။ကြည့်မရတဲ့လင်မယားနောက်မှာလာရက်မိရဲ့ကိုကိုကိုလည်းနားမလဲ။သူတို့ကကျွန်တော်ကိုသူတို့ဘေးအိမ်ကမှန်းသိဖို့မပေါ် ကျွန်တော်လည်းသူတို့လင်မယားနဲ့မိတ်ဆွေမဖြစ်ချင်းဒါကြောင့်တခြားဆိုင်ပြောင်းဝင်ဖို့စိတ်ကူရယ်ဈေးတဲ့မိမကြီးကလှင်နေဝယ်သူရဲ့အခြေအနေကိုမျက်ချင်မပြိုက်စေရချစ်တက်လိုက်တာအသေးတို့ရဲ့လင်မယားတွေအဲ့လိုချစ်ချစ်ခင်ခင်ဆိုအရန်သဘောကြတာငါးချက်တာချင်းလိုက်မယ်နော်ဟိုနောက်ကအသေးကရောဘာလို့ကျင်းတော့လဲခဏလေးပဲစောင့်နော်ပေးပြီကျွန်တော်နောက်ကိုလေပြန်ကြည့်မိရယ်ဘယ်သူမှမရှိကျွန်တော်နားကြမလွဲတာတော့သိကြတယ် မိမကြီးကကျွန်တော်ကိုအလွန်တာလွန်နဲ့အပြုံးနဲ့ပြုံးပြတယ်။သူ့အပြုံးကသူ့လက်ထဲမှာကင်ထားတဲ့ပဇွန်တုတ်တို့ပဲ။အော်ဂလီဆန်ဖို့ကောင်းတယ်။တနည်းအားဖြင့်အသေးဆိုရင်နှုတ်ထွက်စကားနဲ့လာလာမှမသက်ဆိုင်ကျွန်တော်ကိုအသေးလို့မစမနာခေါ်ရတဲ့မိမကြီးဆိုင်မှာဈေးဝယ်ခြင်းကဒီနေ့နောက်ဆုံးပဲ။အောဂါဒဩဃာတဩဃာတကာယကံဝစီကံမနောကံတပ္ပဒေါတခတိန်သော အပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်အမလီပုတ်တော့ပုတ်တော့နေပါချိုးချိုးတာလေဟမ်ကျွန်တော်ဖျားစင်ရှိမှထားခုံတော်မလဲလန့်သွားတယ်ခက်ပြီဖျားတော်ကောင်းကောင်းမရှိခိုးရပါလားအနက်ကတော့ဈေးထဲမှာနိုင်ငံသားတွေစံနေကြသည်ရဲ့အခုကျတော့ရှင်မောက်ကလန်မိဝိုင်းတယ်လို့ပစ္စည်းရိုက်ခွဲတဲ့နဲ့ဆဲတန်ဆူတန်တွေကမကြားချင်မှအစုံဒီလီမရတော်တော်အောက်တန်းကြတယ် ပောင်းချင်းကိုလုံလုံခယူမဆိုင်ဟေရီအော်တပ်ပါတရားစွာလဲနားလဲဟန်မတူအိုင်ယာမနဲ့စကားပြောငါမကြိုက်ဘူးသူနဲ့ငါနဲ့ဘာမှမဆိုင်ဘူးဘယ်နဲ့ခါရှင်းပြရမှာလဲငါမဟုတ်ဘဲနဲ့ရမ်းသက်မဆွဆွဲနဲ့နှစ်ယောက်လုံးရဲ့အတန်ကစနက်တန်ဖြုတ်ထားတဲ့ဘုံလိုမီးကုံရမ်းကုံပောက်ကွဲလျက်ချင်းနေကြတော့ကတော့ဗဇွန်တုံးနေကြက်သေးကြက်မြေးဆိုတာမကြားချင်မှအဆုံးအခုတော့ငပိရင်နဲ့တသိင်းသိင်းနဲ့တက်ပဲတက်နိုင်တယ်မရလို့သူကမုံကိုသာဝေစားခြင်းစားမယ် အချစ်ကိုတော့ဝေမစားဘူးလို့တွင်တွင်ပြောတယ်။လင်လုတ်သူကလည်းသူ့ရဲ့ဖြူစင်နဲ့ချစ်ချင်းတရားတွေကိုမစော်ကားနဲ့ဆိုပြီးတော့တွင်တွင်ညင်းနေဆွဆွဲလိုက်ပြန်ညင်းလိုက်နေအချစ်ပြိုင်နေကြတာကတနိုင်းဒီပါလောက်ရှိပြီးဆွဲမယ်လွဲမယ်သူမရှိရာကြောင့်ပို့ပြီးဟန်ကြနေကြတယ်။ကျွန်တော်ဟာအရေးရှိတဲ့မိန်းမတွေကို အလွန်အင်မတန်မုန်းနေဒီလီမယားဖြစ်နေပုံကကျွန်တော်နဲ့တင်းမြမြကြိုင်ဖြစ်တာနဲ့တပုံစံတဲ့လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကဆိုပေမဲ့ကျွန်တော်အခုထိမမီ ဲ့ဒီနေ့ကတင်းမြမြကြိုင်မျက်နှာပေါ်မှာဝက်ချံတလုံးထွက်နေရကအစခြေတန်းဒီအစိမ်းရောင်ဆိုးထတာအစုံအကုန်မှတ်မိတယ်။ကျွန်တော်အနာဆုံးကကျွန်တော်ကိုမြောက်တကောင်လိုကြည့်ပြီ။ငှားမှာတော့ချစ်လိုက်ရတာ။သပင်းအရှိထားဆိုတယ်ထားရတယ်။ပုံတော်ဖက်နဲ့စီမှာကြိုက်တယ်ဆိုလို့ຫນွေမိုးဆောင်ပုံတော်ဖက်နဲ့ပဲစီးခဲ့ရတယ်။စကတ်အတူတွေဘောင်းမိအတူတွေမဝေ့ရဘူးဆိုတော့လေတီတီပြူပြူနဲ့မဝေ့ဘဲနေပေးခဲ့တယ်။နောက်ဆုံးဝက်သားစားတာမကြိုက်ဘူးပြောလို့ ငါအရင်ကြိုက်တဲ့ဝက်သားတော့ဆွန့်လွတ်ခဲ့ရတာအကောင်ရဲ့။နေရတော့နေရတော့အဲ့ဟာမှလည်းလူမြင်ကွင်းကြီးမှာတော့မရှောင်နိုင်ဘူးဟမ်။တတော်ဖြစ်နေရဲ့ဟဲ့လား။မောင်ပြောတာကိုတေချာနားထောင်မအောင်သိရဲ့။တင်းထင်တယ်လို့မဟုတ်ပါဘူး။သူနဲ့မောင်နေရလုံးဝမသိဘူးသိရဲ့။မလိမ်နဲ့။မသိချင်အောင်ဆောင်ပြီးဆက်ချင်နေမယ်ထင်မှာကျွန်မမပါဘူး။ရှင့်တို့တကူကောင်းဆန်ပြီးအတ္တကြီးရဲ့သူနဲ့ကျွန်မပတ်သက်ချင်တော့ဘူး။ရှင်နဲ့ကျွန်မဒီနေ့ရစပြီးပြက်ပြီ။သင်းရံမျက်လုံးတွေကကြောက်စရာကောင်းနေ။ မန်ဖီနီရဲ့ကြားတကောင်အသားတော်တတုံးကိုကြည့်နေတဲ့အလားကျွန်တော်က အသားတော်မဟုတ် စိတ်နဲ့ကိုနဲ့လူသားစစ်စစ်ကိုမဟုတ်တဲ့ကိစ္စတွေအသေးခိုက်အောင်နှားတယ်ဒါကြောင့်စိတ်မထိန်နိုင်ပဲအေးပြက်တယ်မင်းဘက်ကစပြက်တာနော်မင်းတီထားဘူးဟာငါမင်းတီနေကြအပေါ်စားယောက်ျားမဟုတ်ဘူးအောက်တန်းစားကောင်ထွက်သွားငါရှိရကူထွက်သွားရှိုက်တန်တဲ့ကအတော်ဝေးကိုရောက်တဲ့ထဲကျွန်တော်နောက်မှာကပ်ပါလာစေ ရှင်းပြခွင့်မပေးတဲ့အသင်းကိုကျွန်တော်မုန်းတယ်။အဖြစ်ပြက်တွေကရုပ်ရှင်ဆန်နေ။ပြဿနာမဖြစ်ခင်အရှင်လေးကလမ်းလေကောင်မှာတောင်တောင်စီရက်နေရဲ့မိန်းကလေးတောင်နေစုံနေ။ကျွန်တော်ကအမတ်တမိတ်မိန်းကလေးကကျွန်တော်လက်မကိုလှမ်းကင်ပြီးအကူညီတောင်းရတယ်။သူ့မှာအကြောအာနေတဲ့ရောဂါရှိကြောင်းအခုလည်းပေါင်ကျော်ကက်နေရကြောင်းလန်းဆက်လျှောက်လို့မရကြောင်ပြောပြတယ်။မိန်းကလေးပုံကခြေသေးခြေပေါက်တွေကျပြီးဝေဒနာကိုဖုံးလို့ဖီလို့မရ လမ်းလေကောင်ကြီးမှဆိုတော့တော်တော်အခဲတွေ့နေရဲ့ပုံတနော်တို့လိုချင်ချင်ပဲလက်မောင်းကြီးမှတွဲပြီးလျှောက်တယ်လေပြတ်နေရဲ့လူတယောက်လိုတွဲခော့ယုံနဲ့အစင်မပြေကားရေကရှေးနောက်စီမှာပုဂ္ဂတိကဖြတ်သွားနေရောပို့ဆိုရဲအဲ့နောက်မိန်းကလေးကိုခွင်တောင်ပြီးပွေ့ချီကလမ်းတစ်ဖက်ကိုခက်တက်ဖြတ်ကူရရဲဒီမိန်းကလေးဘသူလဲဘဲကလဲကျွန်တော်မသိတီးစရာလဲမလို့စိတ်လည်းမဝင်စားဒါပေမဲ့တင်းမြမြကြိုင်ကတေကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ပြဿနာအကြီးကျယ်ရှာတယ်။လမ်းလေကောင်မှာမိမတယောက်ကိုပွေးကြည့်ထားတာသူ့မျက်လုံးနဲ့တက်အံ့မြင်တယ်လို့အချင်းချင်းပြောတယ်။မဟုတ်တန်းတရားတွေဆွဆွဲတယ်။ကျွန်တော်ဘက်ကဆက်သွယ်ဖို့အချင်းချင်းစူးစမ်းခဲ့ပေမယ်။ဒင်းဘက်ကအိမ်ဒီမှာစပြီးလုံးဝအဆက်အသွယ်ဖြတ်ချသွားခဲ့တယ်။အဲဒီကာလတွေကကျွန်တော်ဘဝရဲ့အယူတပိုင်းတို့ဖြတ်သန်းခဲ့ရတဲ့ကာလတွေပေါ့။ကျွန်တော်ဇလန်တာပြီးသွားတယ်။ဟိုလီမရရဲ့ဇလန်ကမပြီးသေး။တယောက်နဲ့တယောက်ရှိရွက်နေကြစေ။ ဘာကြောင့်ရင်မသိကျွန်တော်စီထဲပြောတယ်လို့လို့ညကတင်းကိုအိမ်မက်မက်တယ်အိမ်မက်ထဲမှာတင်းကအဝေစားတစ်တွေနဲ့ရီရီမောမောပြုံပြုံရွှေရွှေမြမလူမျိုးတွေရဲ့အယူဆအရအဝေစားအတင်းနဲ့ဆိုရင်အိမ်မက်မကောင်းထူးထူးခြားခြားတင်းကိုတတိရနိုင်မိရဲ့ကြမ်းကြမ်းမမာမရှိပါလိစဖွင့်နေကြတရားတန်က ဟိုဘက်နားကဝင်ဒီဘက်နားကထွက်စိတ်နဲ့ကိုမကက်ဒီနေ့တခုခုထူးကြမယ်ဆိုတာကိုစိတ်ကအလိုလိုသိနေသလို့ ထိုစဉ်အဝင်ကောသိမ့်မရှိတဲ့ဖုံကထမီရဲ့မလာစဘူးအလာထိုးတော့လက်ဖြားချေဖြားရေးပင်အေးဆက်လာတယ်။ဖုံရှိရကိုတွားနေတဲ့ခြေလန်းတွေဟာလေးလံနှေးကွေးလွန်လာတယ်။ဖုံစကရင်ပေါ်မှာပေါ်နေတဲ့နံပါတ်ကကျွန်တော်မသိတဲ့နံပါတ်လေချောင်းဟိုတစ်ချက်ရှင်းပြီးဖုံကလိုက်တယ်။ဟယ်လိုမြမဘာသာအတွက်တစ်ကိုနှိပ်ပါရှင်။ရုတ်တရက်ကြားလိုက်ရတဲ့မိန်ကလေးတန်ကြောင့်ကျွန်တော်ကြောင်သွားတယ်။ပြီးမှအော်ပရေတာကဇမန်တတိပြုမိတယ်။ ကျွန်တော်မိန်ကလေးနှိတ်ခိုင်းတဲ့နံပါတ်တွေကိုရောင်ရမ်းပြီးရှောင်းနေမိရဲ့အစီအစဉ်ကအလှပအတွက်ဝန်ဆောင်ပေးတဲ့အစီအစဉ်ဝန်ဆောင်မှုပေါင်း16000တောင်နဲ့ operator တွေကစပယ်ဆက်နိုင်လို့နဲ့မထိတ်သာမလန့်သာအခြေအနေကိုကြော်ဖြတ်ပြီးရဲ့နောက်စိတ်ကလွတ်လပ်ပေါ်ပါသွားတယ်အကူမပြစ်စုံပန်တက်တဲကိုပြန်ရောက်တယ်ရောက်ရောက်ချင်းမိတ်ဆက်လိုက်တာကဟိုဘက်ရင်ကလင်မယားအသက်မိမကြီးယောက်ျားဆက်ကြောရီတလို့နှိပ်ပေးအောင်ကွာခေါင်းတွေလည်းမိုးနေရဲ့ အဲ့ဒါကျမပြောတာပေါ့ဖတ်သားရဲ့အများကြီးမစားပါနဲ့လို့ကိုတော့ဖြစ်ပြီမို့လားဟုတ်ပါလက်မင်းပဲစားရမယ်ဆိုကိုယောက်ျားဝက်သားနေမတဲ့ကတည့်ရသားနဲ့ကျမစားခိုင်းတာနည်းနည်းပါ ရှင့်ဘာသာစားခြင်းလို့စားတာကျွန်တော်မျိုးကြီးအရှုံးပေးပါတယ်ဗျာကိုမိမအကြိုက်ဆုံးအစားစာကိုကျွန်တော်မျိုးကြီးနောက်မကြိုက်အောင်ဆင်ခြင်ပါမယ်ဗျာခက်ပြီဒီလီမရကျွန်တော်ကိုစောင်းပြောနေသလားမသိတင်ဝက်သားအလွန်ကြိုက်တာတည့်ရရဲ့နဲ့ကျွန်တော်ပြိပင်ခဲ့ဖို့တယ် ။တင်းရလဲနှက်ခါမပြောရ။ချက်ချင်းဖြတ်တယ်။ဟိုဘက်ရင်ကယောက်ျားကတော့ကျွန်တော်နဲ့ဆန့်ကျင်ပဲ။မရကြိုက်တဲ့အစားအစာကိုလိုက်ကြိုက်ဖို့ဝမ်းမလေး။လူရဲရဲ့စိတ်ကမြောက်စိနေတူတယ်။ညာကထားတတ်တော်မယ့်အတိုင်းရန်ဖြစ်ကြတယ်။ဒီမနေ့ကြပြန်တော့ကဘာပေါ်မှာသူတို့လောက်ချစ်တတ်တဲ့သူမရှိရဲ့အတိုင်းတပည့်တက်နိုင်တော့တယ်။ဘာလို့မကြင်နဲ့လို့မကြင်နဲ့မှမသိတဲ့စိတ်နဲ့ကျွန်တော်ဈေးကိုထွက်လာခဲ့တယ်။နှောင်းစရာကောင်းတာကဈေးရအပြန်ဝက်သားတွေဝယ်ခဲ့ခြင်းဖြစ်တယ်။နောက်ကျောကဆိုပေမဲ့ ကျွန်တော်တတိချာချာမှတ်မိတယ်။တင်းမြမြကြိုင်မှာတင်းမြမြကြိုင်။ကျွန်တော်နဖူးသားအနေငယ်ပြောင်းခြင်းပြောင်းလာမယ်။တင်းကတော့ဟိုတုန်းကလိုလှမြဲထူးထူးခြားခြားဘာမှမပြောင်းလဲ။နမ်မောင်ကြော်ရှင်းတဲ့စံကေတာကို ခမမြင်လေးစီးထားပုံကရင်ဆာဆာဒီစံကေတာတွေကိုမျက်နှာလွန်းလို့ရောင်စုံကောင်းစီခွင်းလေးပြီးကျွန်တော်လဲဆောင်ဝဲပေးပူတယ်။တဝင်းတို့တက်တယ်တင်းကသူစပင်တွေတောင်းမချမ်းညက်ပြစ်မဲလို့လေချိန်ချောက်တက်တည်းရဲ့။သိခလေးစံနေတဲ့ ြင်းမြင့်နိုင်ညစေတန်းကိုတင်းပါလာလောက်တာပါလေကျွန်တော်ခလန်လန်းမှမရောင်မလဲနဲ့လိုက်ချင်းမိရဲ့တင်းအိမ်တော်ကြသွားပြီလားတင်းကျင်စိတ်ကထိမ်မရရင်ခုန်တန်တွေကဆဲကြောတဲ့လူငယ်လေးတယောက်တို့ဝက်သားတို့တို့ဆန်းရှင်မှာရလိုက်တဲ့တင်းကြောင့်ကျွန်တော်ခြေလန်းတွေတုန်ကန်နေတိစံဝက်သားတို့ထိုးတွေကိုကူးချိန်ဒီမမမောစာတော့ရင်နေရပျော်ရွှင်မှုတွေရနှခမ်းဖြားထိခုန်တက်သွားတယ်ငါးပစုံရောင်းတဲ့ဆန်းရှင်မှာပြုံပြုံကြီးရက်နေမိရဲ့ ကိုကိုကိုလည်းတတိမထားမိလောကကြီးမှာတင်းနဲ့ကျွန်တော်နှစ်ယောက်တည်းရှိရတဲ့အတိုင်းတင်းကလွယ်ပြီးကျွန်တော်မျက်လုံးနဲ့ဘာဆိုဘမမမြင်အတဲ့ပစုံနေလက်တယ်ယူအောင်လားအစွမ်းကုန်ပြုံးပြနေရဲ့ဈေးတင်မြို့သမီးရဲ့အပြုံးကအရင်တခါတုန်းကလို့ဘာမှမပြောင်းလေပြောင်းလဲသွားတာကကျွန်တော်စိတ်စိတ်ပါလက်ပါနေတောင်ပြုံးပြခဲ့မိရဲ့ထင်နေတင်းရအထဲဆန်းတွေကိုတဆန်ပြီးတဆန်ဝင်စီရဲ့အဲ့နောက်စိတ်တိုင်းမကြဟန်နေဈေးရောင်ကြီးရဲ့ကိုဆက်ဝင်သွားတယ် တင်းဝင်သွားတဲ့ဆိုင်ကသူတို့သားသူတို့သမီးဝစ်စုံတွေတီးတန့်ရောက်နေဆိုင်ကျွန်တော်ယင်နေတစုံတစ်ခုဆုံရှုံသွားတယ်လို့လေးလေးလည်လည်ထိုင်ထိုင်မိုင်မိုင်ဖုံပြောရင်အထယ်တွေကိုစိတ်ရှိလက်ရှိရွေးနေပုံထောက်ရင်ကျွန်တော်ထင်တာမမားနိုင်ဘာပဲဖြစ်ဖြစ်နှုတ်ဆက်တင်နေလို့ကျွန်တော်ထင်တယ်မတွေ့တာကြပြီဖြစ်တဲ့ဖြူစင်းနဲ့မိတ်ဆွေတငယ်ချင်းတွေလို့ပေါ့ကျွန်တော်အသိရှိရာကိုတွေ့ရွေ့နဲ့တိုးကပ်သွားမိရဲ့ယင်ထဲမှာတော့တဒိတ်တဲ့ကျွန်တော်စိတ်လှုပ်ရှားလုံးလို့ မျက်မှန်ကိုအရှောင်ရောင်မမနဲ့ပင့်တင်မိရဲ့။တင်းမျက်နှာလေးကိုလည်းရှစ်တတဲကနေအာရပါရအင်းကျန်လှပြီ။ဖျက်ခနဲလှည့်ကြည့်လိုက်တဲ့မိကလေးကြောင့်ကျွန်တော်မှပါဇက်အဟောင်းသားအထင်နဲ့အမြင်တက်တက်စင်အောင်လွဲတယ်။မိကလေးကမျက်လုံးပြူမျက်စံပြူနဲ့ကြည့်နေတဲ့ကျွန်တော်ကိုနည်းနည်းရွှတ်သွားတဲ့ဟန်နဲ့ခြေတလန်းစာတော်နောက်ဆုတ်သွားတယ်။ဆိုင်ရှင်ကောင်မလေးရောအချင်းလေးကိုသဘောပေါက်တဲ့ဟန်နဲ့အပြေးရောက်လာတယ်။ဦးလေးဘာလို့ရှိပါလဲရှင်။ကျွန်တော်ရုတ်တရက်ဘာပြန်ပြောမှမသိဘူး။ ကြံရမရတဲ့အစုံရှိုးပြထားတဲ့အယုံမပခုံးပေါ်ကပဝါကိုဆွဲပြီးအော်ဟိုဒီအညိုရောင်ယောဂီတပတ်လေးဝင်ကြည့်ရပါအဲ့ဒါယောဂီတပတ်မဟုတ်ဘူးဦးလေးရဲ့သူတို့တမိပဝါပါအော်ဟုတ်လားတေတေးစုပါကျွန်တော်ဆိုင်တဲ့ကမပြေးအောင်တမဲပြန်ထွက်လာခဲ့တယ်မပြေးလို့လည်းမရအားလုံးရဲ့အခြေအွေက ထောင်နဲ့တင်းနေပြီမစင်စားမစင်ခြင်းမီရဲ့ကိုကိုကိုလည်းအပြစ်တင်မဆုံးကျွန်တော်တို့သဘင်တွေကျွတ်ပြီးမျက်စိမှုံလာသေးတာ တင်းလဲဝါသွားတာမျိုးလိုပါတော့တခုမဟုတ်တခုတော့ပြောင်းလဲသွားမှအသေးကြ။ဟိုဘက်ရင်ကလင်းမြပြောင်းလာတဲ့အခါကျွန်တော်စိတ်တွေကခရောက်ခရဲဖြစ်နေခဲ့တယ်။ဒီအတိုင်းတတိလက်လွတ်နေလို့တော့မဖြစ်တော့။ကိုမော်ကြီးရှိရဲ့ဒုက္ခပုံတရားစခန်းကိုလိုက်သွားမှဖြစ်တော့မယ်။ကိုမော်ကြီးရတဲ့အခြေအနေမကောင်းရင်လိုက်ခဲလို့အသေးချမှာခဲ့တယ်။အညာကလေးတွေကိုတော့လမ်းထဲကအဖြူကြီးမဆိုင်ကိုပေးခဲ့လိုက်တော့မယ်။မဆိုင်ကကြောက်အလွန်ချက်တတ်တယ်။သူလဲကိုလိုပဲတကူတဲ့အဖြူကြီးဆိုတော့ ကလေးတွေအတွက်စိတ်မချစရာအကြောင်းမရှိပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တယ်။ဟောဘဲအိမ်ကလင်းမယားဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှလည်းပြီးပါပြီ။ဇာတ်လမ်းကောင်းများစွာကိုနားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။